ကျွန်တော်ဒီနေ့တော့နောက်ဆုံးတရုတ်နဲ့ US အကြားရဲ့ tariff အခွင့်စပွေးကြီးကနောက်ဆုံး update ပါဖြစ်လဲဆိုတော့ပြီးမှအတိအကျတော့မှဖြစ်တယ်ပေါ့နော်တော်တော်လဲတော့တနေ့ပြီးတနေ့ကအခြေအနေစူးလာတယ်ဘလောက်ထိတောင်အခြေအနေစူးခဲ့လဲဆိုတော့တရုတ်ကအခုထိ US ကိုကောက်မဲ့အခွင့်က195 tariff အခွင့်ကောင်းပဲဆိုကတရုတ်ကပြန်လေကစားချေတယ်။အဲ့ဒါကို US ကလုံးဝငင်မခံပေးနဲ့တရားနဲ့45 tariff အခွင့်ပြန်ကောက်မယ်ဆိုပြီးမှ ပြန်ချိန်ရတယ်။ဆိုတော့နေတိုင်းနေတိုင်းအခွင့်အသစ်တွေတိုက်ပွေးကြီးအသစ်တွေပဲခဏခဏလာတယ်။ဘလောက်ထိတော့အခြေအနေစူးသွားလဲဆိုတော့ကျွန်တော်တို့ဒီနေ့ podcast မှာဆွေးနွေးတော့မှာဖြစ်တယ်ပေါ့နော်။ဒါပေမဲ့အဲ့မှာကျွန်တော်တို့ထူးခြားတာတစ်ခုတွေ့တာပါဖြစ်လဲဆိုတော့ ွန်ပျူတာတို့စမတ်ဖုန်းတို့တချို့ IT နဲ့ပတ်သက်တဲ့ technology ကရိယာကတော့10%တော့ US ကတော့ယူပါတယ်အဲ့လောက်ထိအခုမများဘူးဘာကြောင့်အဲ့လောက်ထိအခုမများလာလဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့အစီအပြတ်ဒီဆက်ဆွေးနွေးတော့မှာဖြစ်တယ်ပေါ့နော် so အချင်းကြီးကြီးအချင်းကြီးကတော်တော်လေးကိုလုံးဝဇူးလာတယ်အခုတရုတ်ရဲ့သမရကြီးကလည်းဗာပြောဗီဒီယိုပြမယ်ပေါ့နော်ဒီနေ့နေ့ story line ပြောပြအပြည့်နဲ့ပိုင်းမှာဗီဒီယိုပြပြမယ်ပေါ့နော်အခုတရုတ်ရဲ့သမရကြီးကလည်းအခွန်အမေရိကန်ကအမေရိကန်နဲ့တရုတ်ဒီအခွန်စပွေးချအပြည့်နဲ့ပိုင်းမှာပထမဦးဆုံးတရုတ်ရဲ့သမရကြီးကလည်းစကားပြောလာတယ်ကျွန်တော်တို့တရုတ်က US ကိုကုန်သွယ်ရေးစပွေးကြီးနဲ့မကြောက်ပါဘူးဆိုမှသူကလည်းပြောလာတယ်နော်အခုကတနည်းအားပြောရမယ်ဆိုတော့တရုတ်ရဲ့သမရဆီရှင်ပင်ကလည်းပြောလာပြီကဲကျွန်တော်တို့ Alright. So two of the world's biggest economies are locking horns, the United States and China. They're in a trade war, and it is getting uglier by the day. Each day brings a new tariff. this is no longer about policy this has become a contest with each side အာဆိုတော့အခုကတနေ့ပြီးတနေ့အဆိုးလာတယ်ဆိုတော့အခုက policy အကြောင်းမဟုတ်တော့ဘူးပေါ့တော့ policy နဲ့သူတို့ကမငြိမ်းတော့ဘူးသူတို့က competition နဲ့အပြိုင်ဆိုင်နဲ့ခြားတော့တာကွာတူတူလေးကိုဆိုးလာတာ to outdo the other yesterday the us raised tariffs on china again the new rate is 145%ကြီးပါအောင်ဒါအစ်စ်နော် us က now ထက်တရားနဲ့၄၅ခွန်ပြန်ကောက်ဖို့ US ကကြေညာထားတယ်။ဘရစ်တတို့မမိသေးလားပထမတုန်းကအခွန်တစ်စီရခိုင်နှုန်းလောက်ကနေပြစတာနော်။အဲ့ဒီနောက်ပိုင်းမှာတရုတ်ကလည်းပြန်လေကစားချေတယ်။ US ကနောက်ထပ်အခွန်35နဲ့အဆတာနော်။တရုတ်ကလည်းပြန်လေကစားချေတယ်။ပြီးတော့ US ကအားဆွေတော့ဆူပြီးမှနောက်ထပ်104ပြန်ချတာ။ China ကလည်းပြန်ချတယ်ဆိုအခု145ထိတက်နေတာ။ တတော်လေးသူတို့ရဲ့ခြေနေကဆူးလာတယ်ပေါ့တနေ့ပြီးတနေ့145% tariffs on Chinese goods coming into the US. And today China hit that. They will tax all US imports. Eh, China ka le pyan le kle sa che de. 125 bono. US ze mala tmyan a long ka. Guys, woo. 25% now. At the same time, Beijing has drawn a line. It said that this would be their final move. No more tariff hikes from China after this one. So, the your pick got ကျွန်တော်တို့ဒီချက်မကအခွင့်ကောက်တော့မှာမဟုတ်ဘူးဒါကနောက်ဆုံးဆိုပြီးပြောလာတယ်နော်အဲ့ဒီကွန်တိုရေးစပွဲကြီးမှာသူတို့ဒီနောက်ထပ်ဂျန်နဲ့ဘယ်လိုပြောမလဲအာလူဝက်လူဝက်ပေါ့နော်ဒီအာလူဝက်ထားထားမရှိတော့ဘူးပေါ့နောက်ထပ်ဂျန်နဲ့ဥစားပြီးမှာ သူတို့ကဖုံးလွှမ်းထားတဲ့ဘာကြီးရမရှိတော့ဘူးဒါကနောက်ဆုံးပဲပို့ပို့တင်တင်ဒီ125ကလည်းလွေးပြီးကျွန်တော်တို့ကတက်တော့မှာမဟုတ်ဘူးဆိုမှတရုတ်ကတော့ပြောလာတယ်ပေါ့နော် Because frankly, the numbers don't matter anymore. They have stopped making sense. China says the current tariffs are already too high. At these levels, trade between the US and China no longer makes sense. Uh, တရုတ်နဲ့ US ကအဲ့လောက်ကလေးကစားသူလို့ပေါ့မင်းချအကူချအဆုံချတဲ့ခါကျတော့နောက်ဆုံးကြတော့ဘာဖြစ်လဲဆိုအခုနအများလို့တဲ့ခါကျတော့ဘာဖြစ်သွားလဲဆိုတော့အတိပင်မရှိတော့ဘူးပေါ့အာမင်းတို့ကအခွင့်အများကြီးောက်တယ်ကျွန်တော်တို့ကလည်းခွင့်လည်းအများကြီးောက်တယ်ဆိုဒီကိစ္စကျွန်တော်တို့လောက်တာကဘာမှအတိပင်မရှိတော့ဘူးဆိုမှတရုတ်ကတော့ပြောလာတယ်ပေါ့နော် So Trump raises tariffs again. Beijing says it will not respond. so trump ka trump ka di the ma ka 145 the ma ka now the tu ye akun kaok ka no pyan le kra sa che da shi de de da mae beijing ka pyo la de tyok ka pyo la de chun lo ka di the ma ka tong pyan ma mho do bu kra sa che ma mho do bu now song kra sa che da 125 thi be phit me su ma tyok ka pyo la de bo no The Chinese Commerce Ministry issued a statement. It said these number and this numbers gain, and I'm quoting, has become a joke ဆိုတော့ကျွန်တော်တို့အခုလိုမျိုးเนาะ target တယောက်နဲ့တယောက်เนาะတရားကြုံနဲ့ယူလိုက်195145ဒါကဘယ်လိုပြောမလဲတမယူကြမဟုတ်တော့ဘူးဒါကဟာတတလို့ဖြစ်သွားပြီဆိုပေါ့ပြောလာတယ်တိယဖက်ကဆိုတော့ဟာဟာတတလို့ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ကပြန်လေခြေပတ်မှာမဟုတ်တော့ဘူးပြန်လေတုတ်ပြန်မှာလည်းမဟုတ်တော့ဘူးဆိုပေမဲ့တယောက်ကလည်းပြောလာတယ်အဲ့လိုမျိုးကျွန်တော်တို့အခွန်ကိုတူးတူးတာနဲ့ဘာမှလည်းအတိပရှိမှာမဟုတ်တော့ဘူးဆိုပေမဲ့ပြောလာတယ်ပေါ့နော် And China's foreign ministry went further to say this. Our countermeasures against the U.S. bullying are not only to protect our legitimate rights and interests, but also to uphold international rules and order. So, you got your name, General U.S. Bully local neighbor. And I chin there, U.S. Chico, General Kakulu Mucheparaka, General Nangatagama, she needed General Ye Power and Arin, the tainting touch in the Sumapula, or? common interests of all countries and maintain international fairness and justice. သူကတော့လို့ပြောတာပေါ့ကွာကျွန်တော်တို့နိုင်ငံတကာမှာမျှတအောင်နေတယ်ပေါ့နော် justice ဖြစ်အောင်နေတယ်အဲ့ဒါကြောင့်ကျွန်တော်တို့က N2B မှာ US ကိုအခုလိုမျိုးလုပ်တာဆိုပြီးမှတော့တရုတ်ရဲ့ foreign minister ကြီးကတော့ပြောနေတယ်ပေါ့ဆိုတော့တရုတ်ကကျွန်တော်တို့ရဲ့တရားဝင်မှုကိုပေါ့နော်တရုတ်ရဲ့တရားဝင်မှုကိုပေါ့နော်အဲဘယ်လိုပြောမလဲအနိုင်ကျင့်လာတယ်ပေါ့ US ကတရုတ်ကိုအနိုင်ကျင့်နေဆိုပြီးမှဆွဆွေးခဲ့တာပေါ့နော် session are not a way out. They're calling the Americans bullies. Mm. Trump doesn't seem too bothered though. Mm. Donald Trump wants to sort things out mm. with Xi Jinping. So Trump got Obama, so you say money, you know, damn celebrity. သူတို့ကိုကန်းလန်းထားတယ်အစုအခုတော့ Trump ကအဲ့ဒီတမနာရှိရှင်ပင်းနဲ့ပဲတိုက်ရိုက်ဆွေးနွေးချင်လာတာပေါ့နော် Yesterday he called the Chinese president a friend what happens with China. We would love to be able to work a deal. We're resetting the table. And so the no no no. Deal bare no resetting the table no. So we ma labi ma. So we kung ma labi ma ba. Ni na isuno chin so machang ko pio la no. I'm sure that we'll be able to get along very well. I have great respect for President Xi. in a true sense, he's been a friend of mine for a long period of time, and I think uh, that we'll end up working out something that's very good for both countries. I look forward to it. So Trump got a the young in Hibi Maro, a simple Melorum Hulim Baras, we have a pure Trump did not have to wait long for a response. Today, China's president broke his silence. Xi Jinping spoke publicly for the first time since the trade war began. Eh, yeah. Abatama Osung, the Yoga Maraji got ကုံတူရေးစစ်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်းမှာသူကပထမအဆုံးစကားပြောခဲ့တာဖြစ်တယ် And his message to President Trump was clear. We won't be making any deals. အဲကဲနော် Donald Trump ကတော့စီစဉ်ပင်းနဲ့ကျုပ်တမကြီးနဲ့ဒီလို့ဖို့ကန်လှမ်းထားတယ်ပေါ့နော်ဒါမဲ့တရုတ်ရဲ့တမရကြီးကတော့ပြန်နေချေပါတယ်မင်းမင်းတို့နဲ့ကျွန်တော်တို့ဒီလို့မှာမဟုတ်ဘူးဆိုပြောလာတယ်ပေါ့ In fact, let me quote from what he said. for over 70 years china's development has relied on self reliance and တရုတ်သမ္မတကြီးကဘာပြောခဲ့လဲဆိုတော့ကျွန်တော်တို့လွန်ခဲ့တဲ့အနှစ်90ကာလအတွင်းမှာတရုတ်ကကုကုကိုဒူးတက်အောင်လုပ်တဲ့ကုကုကိုအားကူးတယ်အလုပ်ကျူးစားတယ်ဘသူရဲ့လက်ကျွန်တော်တို့ကလက်ဖြန့်ပြီးမှဘသူစီမှာဘာမှမတောင်းခဲ့ဘူးပေါ့ဆိုတော့အခုလိုမျိုးအနိုင်ကျင့်တာမျိုးပေါ့ဆပ်ပရက်ရှင်လောက်တာမျိုးကကျွန်တော်တို့ကကြောက်မှာမဟုတ်ဘူးဆိုပြီးမှတရုတ်ကလည်းပြောလာတယ် ဘောရုံရေတရုတ်ကလည်း USG ကိုလုံးဝစင်ခေါ်လာတယ်ပေါ့နော်ဆိုတော့အရှင်းတာပဲကျွန်တော်တို့လည်းကျွန်တော်တို့မသာကောင်းကျွန်တော်တို့နိုင်ငံကြီးကိုတူတက်အောင်လုပ်ပါတယ် US ဘသူရဲ့ကျွန်တော်တို့လက်ဖြတ်ပြီးဘသူစီမှလည်းတောင်းတာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့တရုတ်ကြီးကဘသူမှမကြောက်ဘူးဆိုမှတုံ့ပြန်လာတယ်ကျွန်တော်တို့လူရင်းတူရှင်းပြောရမယ်ဆိုတော့ Donald Trump ကစီရှင်ပင်ကိုစပွဲပို့ခေါ်ဖို့အာကန်လန်းထားတယ် တရုတ်ရဲ့သမ္မတကြီးကမကြိုက်ဘူးကျွန်တော်တို့ US never on handouts from others and it is not afraid of any unjust suppression we are not afraid that is the message from Xi Jinping and yeah. China is hitting back it is expanding the battlefield This is not just about tariffs anymore. This dispute is spilling into other areas like people to people ties. အဲဆိုတော့ဒီဒီတခါတိုက်ပွဲကြီးကနော်အခွန်ကိစ္စမဟုတ်တော့ဘူးကွာတရုတ်နဲ့ USG တရုတ်နဲ့တရုတ်ချတဲ့ကိစ္စလိုမျိုးဖြစ်သွားပြီဘောရုံစဉ်းစားကြည့်ကွာပထမကအဲ့ဒီအခွန်ကိစ္စက10%လောက်ကနေစတာနော်10%ကနေ30% 30%ကနေ80% and to တရားရ% tiada ni sengah, tiada ni sengah. So aku pertanda kurai ta, tonton cik, tonton cik lau cik macam, di kesa cika, akun kita, akun kesa pihat dah mula aku. Tapi ni US sura, cia pihat nak lumiu pihat apa, apung, apung tu nak apa, yang tu apa bono. Issued a travel warning for the U.S. It's on your screen now. Take a look. Beijing has advised for its citizens traveling to the U.S. It says, and I quote, fully assess the risk of traveling to the United States and travel. Kya blau ti pi to bile sro aku tu ye lu ko US ma khyi ma to phu tai dun la da. Bo ra lo yin aku kai sa mho do And to travel with caution. And that's not all. They've also issued an advisory for students. Those who are enrolled in American universities, they have been told to assess, and I'm quoting again, assess security risks. Eh, now, tell you, yeah, John Daru, US, my John Tedden, Lurigu, tell you, Suya Jiga, one in the Pelar, three in Pelar. No security risks in the Bima. Wow. Basically, China feels that American campuses are not safe anymore. That's what it's telling its citizens. Like I said, this is not about tariffs. China is firing in all directions, like selling US bonds. They're also called US treasuries. A bond, as you would know, is US government debt. And China owns US bonds worth billions of dollars. Wow. so, no, the yoga. US is about 760 billion at this point. 760 billion, no? The China. US in mature in Yajishirano. 760 billion bono. Wow. Now China could sell these bonds. Why does it matter? And how can China weaponize this US, these US bonds? Let me explain. Think of the US government like a trillionaire businessman. Yeah. Let's name him Uncle Sam. Every year, Uncle Sam needs money. Has to build new roads, new schools. Uncle Sam runs hospitals as well, and they too need funding. And of course, he has to pay salaries. Now, Uncle Sam does not always have enough cash to do all of this, so he borrows. He asks others to lend him some cash. And he promises that he will pay back the loan. The loan amount plus a little extra interest. He will pay all of it back. Now, for this loan, Uncle Sam issues a special contract. A contract that spells out how and when the loan will be repaid and how much interest will be paid with it. Mm. This contract is called a bond. Yeah. So Uncle Sam has his bonds ready, but who will give him the money? He reaches out to an investor called Dragon. For years, Investor Dragon has been a good friend to Uncle Sam. He has loaned Uncle Sam large sums of money, and it, is, it has worked out well for both sides. Mm. Uncle Sam repays the money on time, no missed payments, no defaults. He has been a safe investment mm. for Investor Dragon. But now their deal is in trouble because Investor Dragon and Uncle Sam have had a fight. Mm. They lo no longer trust each other. So Investor Dragon has refused new loans. In fact, he is asking for his money back 啊，喏，第一个，第二个表演没输赢，U.S. 嘛，哎，你侬个拍上其他了，喏，哎，你拍上个呢，U.S. 个西部也人老多不咯？第二个，就侬录音中心把它变没输喏，第一个，就侬如果把不了昆凌搞到来，什么表演？U.S. 个，I don't care，就侬可以没事不？把不了输喏，第二个，I want grand lawn animal。 ။ဒါဆိုတော့နင်းကိုပါအကျွေးပေးမှာမဟုတ်တော့ဒီအကျွေးချေးမှာမဟုတ်တော့ပတ်စံချေးတော့မှာမဟုတ်ဘူးပေါ့။ဆိုတော့အခုတရုတ်ကအရင်တော့ US US ကတရုတ်ပေါ်မှာအကျွေးရှိနေတဲ့ဥစ္စာကိုတရုတ်ကတောင်းလာတယ်။ကျွန်တော်တို့ပတ်စံကိုပြန်ပေးစုမှတောင်းလာတယ်ပေါ့နော်။အလောက်ထိတောင်းသူတို့အခြေအနေကဖြစ်လာတယ်။ Sam, because he has to repay the dragon. So he must get more money, more loans. Uh. Because he has upset so many other people too, he has to promise them more interest. Mm. In other words, the loans have become more expensive. The yeah. debt is piling up. Uncle Sam cannot keep up with his payments. His entire business starts feeling this burden of debt. He cannot pay salaries, he cannot bid for new contracts, his existing projects slow down, and his entire business comes to a grinding halt. Now, let's say Uncle Sam is the US economy, and Investor Dragon, I'm sure you've guessed it, is China. What happens if China walks away? If it starts dumping US bonds or loans. All right, that's it. တနည်းအားဖြင့်ပြောရမယ်ဆိုတူကလည်းသုံးသက်ချက်တွေကိုလို့လောက်တာပဲဒါပေမဲ့သူသုံးသက်ချက်တိုင်းကလည်းမှန်နေတာတော့မဟုတ်ဘူးပေါ့တော့တရုတ်က economy ကြီးမှာတရုတ်ကသွားပြီးမှ investment တွေလောက်လာတယ်ရင်းနှီးမြှုပ်နှံမှုတွေလောက်လာတယ်အခုကတရုတ်ကမလို့ချင်တော့ဘူးတရုတ်ကလည်း US ကိုပတ်စံတောင်းလာတယ်ပေါ့ဒါက US ကိုပြည်နာရှိနိုင်ချေရှိတယ်ဆိုပေမဲ့သူကအသုံးသက်ချက်လောက်တာပါ တော့တုံးတချင်းကတော့လူတိုင်းလူတိုင်းကလည်းလုံနိုင်တယ်လို့သူပြောတာကလည်းတရားရခိုင်တော့အဖြစ်မယ်တော့သူကမှသွားပြောလို့တော့မရဘူး။ဘာဖြစ်လို့လဲဆိုတော့ US မှာเนาะတရုတ်ရဲ့ consumer က US US မှာဘာဖြစ်လို့ Trump ကတရုတ်ရဲ့ compass series အတွက်ကျွန်တော်တို့က the biggest market ဖြစ်တာဖြစ်တယ်ဆိုတော့ခဏခဏဘာဖြစ်လို့ပြောရဲဆိုတော့ US ကတရုတ်မှာဝင်လာနေတဲ့ compass မှတမျှမှာ US က consumer အများဆုံးဖြစ်နေတယ်။ဥပမာတရုတ်ကအာဖရိကနော်အာဖရိက90ကျော်မှာသူ့ရဲ့ market တွေတော့အများကြီးရှိနေတယ်။ဒါပေမဲ့အာဖရိကရဲ့ consumer တွေကပတ်စံမရှိကြဘူး။ US ရဲ့ consumer တွေကပတ်စံအများရှိတဲ့ခါကျတော့တရုတ်ရဲ့ competition အများဝင်နေတယ်။ဆိုတော့တရုတ်ကြီးရဲ့ ယင်းနည်းနိုင်မှုပေါ်မှာပေါ့အာဖရိကရဲ့သူ့ရဲ့ market ကပူကြီးတလား US မှာသူ့ရဲ့ market ကပူကြီးတလားဘယ်ဥစ္စာပူကြီးတလဲတရုတ်ကဘလောက်ပဲဒီမှာအာဖရိကမှာအများကြီးကုန်ပစ္စည်းတွေကပူပူနော်ဘလောက်ပဲရောင်းရောင်းအာဖရိကရဲ့စီးရဲတစ်ခါကျတော့တရုတ်ရဲ့ကုန်ပစ္စည်းတွေကိုတိတ်မဝင်နိုင်ကြဘူးဒါမဲ့ US မှာရှိနေတဲ့တရုတ်ရဲ့ကုန်ပစ္စည်းတွေကတော့ US ကလူတွေကိုချမ်းသာတဲ့ခါကျတော့အတကုံဝေတယ်ကွာ ဆိုတော့ဘသူအတွက်ဝင်ငွေရှိတာလဲလားဆိုတရုတ်အတွက်ဝင်ငွေရှိတယ်ဆိုတော့အဲ့ဒါကြောင့်ပြောနေတာလူဦးရေနဲ့မဆိုင်ကြဘူးတချို့လူတွေကပြောနေကြတယ်တရုတ်ကြီးကအော်လူဦးရေရှာများလို့နဲ့ဘာမှ तू ကကဘာကြီးကမလူဘဘူးလို့ပြောနေကြတာမတချို့လူတွေကလူဦးရေဘလောက်ပဲများများအဲ့ဒီပြည်သူလူထုကငွေမသုံးနိုင်ဘူးဆိုရင်ကွန်ဆူမာမရှိဘူးဆိုအဲ့ဒီလူဦးရေကလကားပါပဲပေါ်တော့ဥပမာနောက်ထပ်တစ်ခုဥပမာပြောပြမယ် တရုတ်ကကဲကျွန်တော်က US နဲ့စီးပွားရေးမလို့ချင်မှုပေါ့အိန္ဒိယမှာပြတော်လို့တော့မဆိုမှသူ့ရဲ့ကွန်ပျူတာအလုံးကိုအိန္ဒိယကပူပေါ့နော်ဒါမဲ့အိန္ဒိယလူတွေက US ကလူတွေထက်ပူသုံးနိုင်မလားအိန္ဒိယကလူဦးရေတော့ရမ်းများနေတယ်ဒါမဲ့တော်တော်လေးစီးရဲတဲ့လူအများကြီးရှိတဲ့နိုင်ငံဖြစ်တယ်သူ့မှာ economic တွေမိုက်တယ်ပညာရေးတွေလည်းမိုက်လာတယ်နော် military ပိုင်းမှာလည်းမိုက်လာတယ်ဒါမဲ့သုံးဆွေးသူ consumer က အိန္ဒိယကဘလောက်ပဲလူဦးရေများများအမေရိကန်ရဲ့ခွန်ဆူမာထက်တော့ပူပြီးမိုက်မှာမဟုတ်ဘူးပူပြီးများမှာတယ်မဟုတ်ဘူးအဲ့ဒါကလူဦးရေတဲ့တခါတည်းကျမဆိုင်ဘူးပေါ့တော့နောင်လာမဲ့10 years 15 years who knows i don't know နော်အဲ့ဒီမှာဆိုတော့တမျိုးပေါ့ကွာဒါမဲ့လောလောဆယ်တော့ US ကတရုတ်ရဲ့ကွန်ဖက်စီတုံးလုံးတူတူကွန်ဆူမာတွေအတွက်ပေါ့ the biggest market ဖြစ်နေတယ်ကြပါမယ့်အခုက အခွန်ကိစ္စနဲ့ပြက်တာတက်တခါကျတော့တာမန်ယူယူခွန်ကိစ္စပြက်တာမဟုတ်တော့ဘူးလုံးဝကိုဘယ်လိုပြောမလဲအကြီးအကျယ်တတော်လေးကိုစူးတဲ့ချိန်ကြီးရောက်နေပြီထိန်းမရတိန်းမရအဖြစ်အချိန်ကြီးရောက်လာပြီပေါ့တရားစဉ်းစားကြည့်ကွာပြတဲ့တို့တရားနဲ့25တရားနဲ့45အထိတောင်တက်လာတဲ့ခါကျတော့တရုတ်ကဘာပြောလဲဆိုအာကျွန်တော်တို့အခုကုံတူရေးစစ်ပိုးကြီးကအတိပင်မရှိတော့တာတဲ့ တကယ်မတွေးကြည့်တဲ့ခါကျတော့လုံးဝကိုတိပေမရှိတော့တာဘာဖြစ်လို့လဲသိလားဥပမာကဒီကိစ္စလေးကိုစူပါစုဒီကိစ္စလေးကိုဒေါ်လာဒေါ်လာငါချက်စူပါစုကွာအခုဒီဒီဥစ္စာလေးကိုမင်းကအခွန်145ကောက်ရဲဆိုတော့အဲ့ဒီဒေါ်လာ5ချက်လေးကိုဒေါ်လာ90အထိအစည်းတက်တယ်ဆိုတော့အတိပဲရှိပြီလားဘသူကသွားဝယ်ရှင်မလဲဒီကိစ္စကြီးဒီဥစ္စာလေးကဘသူကမှသွားဝယ်နေမှာမဟုတ်တော့ဘူးအတိပဲလည်းမရှိတော့ဘူးလေဆိုတော့အခုက အဲ့ဒီအခုကုံသွေးစပွေးကြီးကတာမယူယူကုံသွေးစပွေးကြီးမတော်ဘင်းနဲ့နှစ်နိုင်ငံအကြားနော်နေလားငါလားဆိုတဲ့ဟာ level ကတက်နေပြီ level ကတက်နေပြီ trump ကလာပါဇဝေးပေါ်မှာငှိနိုင်မဆွေးနွေးမယ်လို့မယ်တရုတ်ကမလာတော့မလာတော့ဘူးကျွန်တော်တို့လည်းကြောက်နေမကြောက်တော့ဘူးပေါ့အေးဆေးဖြစ်နေပြီဆိုပြောလာတယ်ဆိုတော့အလောင်းဒီဆူရချင်နေဖြစ်တယ်ဆိုတော့ i don't know in future အခုမနေ့ပြန်တစ်ဖက်ကဘာဖြစ်မလဲကျွန်တော်တို့မသိဘူးပေါ့နော်ဆိုတော့ပရိသတ်တို့ ဒါပေမဲ့တခုတော့ရှိနေတယ်တခုတော့ရှိနေတယ်တခုကပါလဲဆိုတော့ Trump ကတရုတ်ကနေဝင်လာတဲ့ဘယ်လိုပြောမလဲအတန်အတန်မကြဘူးလားခင်ဗျားတို့ရဲ့ဖုန်းဖြစ်မှာပါခင်ဗျားတို့ is your phone guy check it out ဆိုတော့တခါဒီလေးကြံတချို့လူတွေကကျွန်တော်ကိုအာယုံမြောင်းအောင်ပေါ့နော်ဒါမှမဟုတ်လူတွေကနားမထောင်နိုင်အောင်အတံမလာဘူးအတံမလာဘူးလို့ပြောနေကြတယ်ဆိုတော့ I don't know မှန်လာမှမဟုတ်လို့ comment မှာဝင်ရချက်ပါအောင်ဆိုတော့အခုဘာဖြစ်လို့လဲဆိုတော့အာတခုတော့ရှိတယ်တခုရှိတာပါလဲဆိုတော့တရုတ်ကနေလာနေတဲ့ computer တွေ smartphone တွေတော့ technology နဲ့ပတ်သက်တဲ့ IT နဲ့ပတ်သက်တဲ့ technology ကရိယာတွေအခု10%လောက်ပဲကောက်တယ်ဘာပလို US ကတခြားဟာကို145အထိတောင်အခွန်ကောက်ပြီးမှ ဘာဖြစ်လို့ form တို့ computer တို့ကြတော့10%ပဲကောက်တာလဲဘာဖြစ်လို့လဲဆိုအဲ့ဒီ form တို့ computer တို့က US ကထုတ်လုပ်တဲ့ grid ရင်းဖြစ်နေတော့ပေါ့ you apple တို့ပေါ့နော် navidia တို့တွေးပြီးမှနော်တရုတ်နဲ့ US နဲ့တွေးပြီးမှနော်ဝင်လာတဲ့ခါကျတော့ဒါကတရုတ်ထုတ်ကုန်မဟုတ်ဘူးဥပမာကွာ apple form macbook computer form uh, sorry computer uh, apple uh, apple phone တရုတ်ကနေလာတယ်ကွာဒါပေမဲ့အဲ့ဒီကွန်ပျူတာတို့ဟိုဥစ္စာတို့ကသူကအခွင့်မယူဘူးအခွင့်10%လောက်ပဲယူတယ်အဲ့ဒါတော့တချို့လူတွေကပြောနေကြပြောနေကြတယ်အော်ထရမ့်ကြီးကတရုတ်အပေါ်မှာမဖြစ်လဲအခုလိုမျိုးအခုများကြီးကောက်ရဲဆိုတော့ iPhone iPhone တော့မှနော်အရင်တုန်းက2000ဆိုအခု3000ဈေးတက်တော့မှ4000ဈေးတက်တော့မှလို့ပြောနေကြတယ်နော်တက်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ iPhone တို့ကွန်ပျူတာတို့ကသူက 10%လောက်ပဲခွင့်ယူရဲကွာဆိုတော့ Facebook ပေါ်တော့တချို့ YouTube မှာလည်းတုံးတစ်ချက်လို့လို့များကြည့်ရှိနေတယ် Top G ကအလူလို့တစ်ခါကျတော့ကျွန်တော်တို့ကွန်ပျူတာဝင်နေကြဒေါ်လာ2000တန်ကအခုစ4000တန်ဖြစ်တော့မယ်ကျွန်တော်တို့ဝင်နေကြ iPhone 2000တန်ကအခုစဒေါ်လာ4000ဖြစ်တော့မယ်ဆိုပြီးမှဩရှောက်ရှောက်တွေးပြီးမှရှောက်ရှောက်ပြောနေကြတာ No Amazon တော့တက်နေမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ computer တွေကို သူကထက်အများကြည့်မယူမယုံဘူးဆိုတော့ကျွန်တော်တက်တင်နဲ့ပြမယ်နောက်ထပ်တခါတက်တင်နဲ့ပြမယ်ပရိသတ်တို့နောက်ထောင်တစ်ချက်တော့နော် came back today with 125% tariff on all U.S. goods sold in China. This comes after President Trump placed 145% tariff on Chinese imports. And now we're learning of a possible reprieve on certain products. ABC News senior White House correspondent Selena Wang has the latest from Washington. Hey, Ike, as the U.S. China trade war heats up, the Trump administration is exempting smartphones, laptops, and other electronics from his reciprocal tariffs. That's according to a bulletin posted by U.S. Customs Border Protection late Friday night. Now, those exemptions also include solar cells, flat panel TV displays, flash drives, computer processors, memory chips, and semiconductor based storage devices. Mm. So, this is some relief for big tech companies like Apple, which relies on China to assemble the iPhone. UBS mm. had estimated that the cost of the new iPhone 16 Pro Max could jump by $950 under the 145% tariffs that Trump has imposed on all goods from China. And right now, there appears to be no end in sight for the U.S.-China trade war. China has imposed 125% tariffs on American goods, and those steep tariffs go into effect today. The White House has said that there currently are no, no negotiations happening between the U.S. and China. Now, this trade war is painful for both countries. last year the US imported 440 billion All right ဘာမဖြစ်ဖြစ်နော်ဒီကိစ္စကြီးကတော့ဆန်နိုင်ငံအတွက်တော့တော်တော်လေးတော့ quantity နဲ့ကိစ္စကြီးတော့ဖြစ်နေတယ်ဆိုတော့ Apple ကကျွန်တော်တို့ထင်တယ်လို့အလောက်အထိဈေးကြီးမှာမဟုတ်ဘူးပေါ့နော်တက်ရင်တော့နေနေတော့တက်တက်ရင်တော့နေနေတော့တက်မယ်တော့ထင်တယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ထင်တယ်လို့အထောင်နဲ့ချီပြီးမှဈေးကတက်နေမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့အခုကပရိသတ်တို့အမီနဲ့တိုင်းပါပဲ Apple တို့ smartphone တို့တခြား technology ကရိယာတော်တော်များများကတော့အဲ့ဒီအခွန်ကနေกินလွတ်တယ်ပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆိုတော့အဲ့ဒီအခွန်ကနေกินလွတ်နေတယ်ဘာဖြစ်လို့လဲ Apple company က US ကထောင်ထားတဲ့ company ဖြစ်နေဆိုတော့ပေါ့နော်ကဲဘာဖြစ်ဖြစ်အခုတည်းတော့လုံးဝကိုတရုတ်နဲ့ US ရကနှိနှိုင်းလို့မရတဲ့အခြေအနေကြီးဖြစ်လာတယ်တော်တော်လေးကိုအဆူးလာတဲ့အခြေအနေဖြစ်လာတယ်ပေါ့နော်လုံးဝမနှိနှိုင်းဘူး မနေ့ပြတဲ့ဘက်ကဘာဖြစ်လာနိုင်မလဲဆိုတော့ဘသူကမှလည်းပြောပြလို့မရဘူးဖြစ်နေတယ်လောလောဆယ်တော့ US အတွက်လည်းနစ်နာမယ် China အတွက်လည်းနစ်နာမယ်ဒါပဲကျွန်တော်တို့ပြောလို့ရတယ်ဒါပဲကျွန်တော်တို့သိလို့ရတယ်ဂျန်တဲ့ကဘာကြီးကောဘလို reaction လုပ်မလဲဆိုတာကကျွန်တော်တို့မသိသေးဘူးပေါ့နော် So that's it beautiful people ကျွန်တော်နာမည်ကဂျွန်းပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုသဘောကျမိတယ်ဆိုတော့ YouTube မှာ subscribe လုပ်ပေးချင်တာဖြစ်အားပေးလို့ရပါတယ်ကျွန်တော်မနေ့လွန်ခဲ့တဲ့နှစ်ရက်လုံးဝဗီဒီယိုမတင်ဘူးပေါ့နော် ခကြီးသွားနေလို့ hiking သွားနေလို့ပေါ့နော်အဲ့ဒါကျွန်တော် hiking တက်နေတဲ့တောင်ပေါ်မှာတက်နေတဲ့ဗီဒီယိုကူလေအာ YouTube မှာ team ပေးမယ်အားပေးကြပါပေါ့နော် Thank you so much for watching beautiful people I love you guys take care God bless ကျွန်တော်အာဒီညတော့ဒီရနေပဲရက်တက်ပြရစေပေါ့နော်ပရိသတ်တို့ရဲ့အတွေ့အခေါ်အမြင်လေးတွေကိုလည်း comment မှာဝင်ရေးကြပါအောင် Thank you so much for watching beautiful people bye bye guys take care God bless